ရှိဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့မော်ဒင်တိုင်းဒါသနာနေ့နဲ့ပတ်သက်ပြီးတော့မှရှိဥစွာနဲ့ငယ်ဖော်ပြလိုပါတယ်ကျွန်တော်တို့ဒီနေ့နေ့တင်းတာတိုင်းဒါသနာနေ့ဟာ1882ခုနှစ်မှာတင်းတော်၅ပါးနဲ့စတင်ပြီးတော့မှဖွဲ့စည်းခဲ့ပါတယ်လက်ရှိအချိန်မှာတော့တင်းတော်15ပါးနဲ့တပည့်တော်စု၃ပါးရှိပါတယ် ကျွန်တော်တို့မွန်မေတ္တာတရားနဲ့ဟာတတအားဖြင့်ယခုဆိုရင်143နှစ်ရှိပြီဖြစ်ပါတယ်။နိုဝင်ဘာလဒုတိယပတ်ဟာကျွန်တော်တို့မွန်မေတ္တာတရားနဲ့ရဲ့သာသနာနေနေ့ဖြစ်ပါတယ်။ကျွန်တော်တို့မွန်တင်းသာဤသာသနာနေမှာပူပေါင်းဆက်ွယ်သောအတင်းတွေရှိပါတယ်။အဲဒါကတော့မြန်မာနိုင်ငံနှစ်ချင်းခရိယံတင်းတော်များဖွဲ့မွန်ဒီနေနဲ့တင်းသာတိုင်းသာသနာနေအမျိုးသမီးအတင်းနဲ့မွန်ပြည်နယ်တင်းသာတိုင်းသာသနာနေ့ ဓမ္မအမှုတော်ဆောင်များအသင်းတို့ပဲဖြစ်ပါတယ်။တော်လန်နေမှာအငြင်းတန်းဌာနနဲ့ကော်မတီ၈ခုရှိပါတယ်။ဌာနကတော့ဒီအမျိုးသားဌာနနဲ့လူငယ်ဌာနဖြစ်ပြီးတော့မှကော်မတီအနေနဲ့ကတော့အင်္ဂလိပ်နဲ့သာသနာပြည်ရေးကော်မတီခရိယန်ဓမ္မပညာကော်မတီခရိယန်ဝန်ထမ်းချင်းတွေဖွံ့ဖြိုးရေးကော်မတီနေရာနဲ့ပစ္စည်းထိန်းသိမ်းရေးကော်မတီဘန်ဒါရေးကော်မတီနဲ့ဘီအန်ဒီ ကဲစေဆွချာရင်နေပြန်တဲ့ထူထောင်ရေးကော်မတီတို့ပဲဖြစ်ပါတယ်။ယာယီကော်မတီအနေနဲ့ကတော့လက်ရှိမှာစီမင်းလေလာပြင်ဆင်ရေးကော်မတီနဲ့နေသမိုင်းပြည်စုရေးကော်မတီတို့ရှိပါတယ်။ကျွန်တော်တို့မွန်တိုင်းသဒ္ဒနာနယ်မှာဒီအတွင်းမှုပါဝင်ပေါ့နော်အချိန်ပြည့်ဝန်တန်း၄ဦးရှိပါတယ်။ဓမ္မမှုရောဆောင်များအသိ အနေနဲ့ဖော်ပြရမယ်ဆိုရင်ကျွန်တော်မှုတော်ဆောင်39ပါရှိပါတယ်။ဒီအမျိုးသားမှုတော်ဆောင်ကတော့ဒီ21ပါဖြစ်ပြီးတော့မှဒီအမျိုးသမီးမှုတော်ဆောင်ကတော့14ပါဖြစ်ပါတယ်။သိခါရောရဆရာညာအနေနဲ့အမျိုးသားကတော့17ပါရှိပြီးတော့မှအမျိုးသမီးကတော့ဒီ2ပါရှိပါတယ်။လုပ်ငန်းများအနေနဲ့ကတော့ဒီ2025ခုနှစ်ဧပြီလတည်းနောက်ဆုံးပတ်မှာဒီနေ့ဓမ္မဆရာနေ့အနေနဲ့ဒီနှစ်မှာစတင်ပြီးတော့မှ ကျင်းပပါတယ်ဒီတလားတစ်ချိန်ဇွန်အဖြစ်ဝပြုကိုဝဲချင်းဒီဓမ္မဥရဆောင်များနိုင်ကျမ်းမရေတွက်ချက်သိန်း100ရံပုံငွေစုဆောင်ခြင်းနဲ့ဒီနေ့2016အတွက်နေဓမ္မဆရာပြည်တိထုတ်ဝေခြင်းတို့ဒါပြုလုပ်ဆောင်ရွက်ပါတယ်ဓမ္မနေအမျိုးသမီးအသင်းနဲ့ကတော့ဒီနေအမျိုးသမီးနေ့ဒီဖေဗူလာပထမပတ်ကနေပြီးတော့မှဧပြီလနောက်ဆုံးပတ်ကြီးဇန်ဝင်းဆက်ဆူတောင်းခြင်းအဲဒိုရမျိုးကိုသေတော်၃ပါး စုပေါင်းပြီးတော့မှတရတမိတ်ဆွေအစီအစဉ်ဒေါ်မင်းလေးနေ့ကျေးဇူးတော်ဘူးဖွဲ့ကိုပြုကိုပဲခြင်းနဲ့မမအဲအလုံးပေါ်ရာဝပြုကိုပဲခြင်းနဲ့ကွာနယ်လက်ချင်းစီစဉ်များကိုဒါပြုလုပ်ပါတယ်ဌာနကော်မတီများအနေနဲ့ကတော့ဒီလူငယ်ဌာနမှာနယ်လူငယ်နေတရားပြင်လက်ချင်းနေရာဒီမှာလူငယ်စုပေါင်းပြီးတော့မှဓမ္မကျမ်းစာတင်တဲ့ World Adventist Men Day အထိမ်းအမှတ်တည်တင်ဆိုင်ပြုခြင်း မမဲမျိုးပေါ်တင်းတော်6ပါးစူပါမိတ်တရားဖွဲ့ခြင်းတမကျန်းစာရေးဖြည့်ပြုလုပ်ခြင်းပြီးတော့မော်မဲမျိုးပေါ်လူငယ်မိတ်တရားဖူဆဲဘလုံးကစားခြင်းတို့ကိုလူငယ်ဌာနအနေနဲ့ပြုလုပ်ခဲ့ပါတယ်အမျိုးသားဌာနအနေနဲ့ကတော့နေမျိုးသားနေတရားပြင်လက်လက်ခြင်း နလတ်ချင်းအဆုံအဖြစ်ဝပြုပ်ပွဲချင်းနယ်မျိုးသားအပြစ်လောက်အစီအစဉ်နဲ့အမျိုးသားများနယ်လက်ချင်းအစီအစဉ်တို့ကိုဆောင်ရွက်ကြပါတယ်။အင်္ဂလိပ်နဲ့တာဝနာပြုရေးကော်မတီနေကတော့တန်ဖြူစရမှရှိတဲ့ချန်တရာနဲ့ဒီတထုံမှရှိတဲ့နောင်ဘူတပည့်တော်ဆူလိုမှာအင်္ဂလိပ်သွားရောက်ဝင်ငှကြပါတယ်။တူချင်းအင်္ဂလိပ်တင်တန်းကိုလည်းပဲဒါပြုလုပ်ကျင်းပခဲ့ပါတယ်။ ပြီးတော့မှတခါဒီကျမ်းမာရေးစစ်ဆေးခြင်းနှစ်ခုတာပေးခြင်းစီစဉ်ကိုနောင်ဘူတပည့်တော်စုမှဒီရတပြုလုပ်ခဲ့ပါတယ်ထုံဒီဒူစာပဲမြို့ပြတာနာပြုခြင်းနိဟံတင်နန်းကိုစုံအဖြစ်ပြုလုပ်ခဲ့ပါတယ်ခရီးယဓမ္မဝန်ထမ်းချင်းနဲ့ဖွဲ့စည်းကော်မတီမှရှင်ဦးတူနာပြုတင်နန်းနဲ့တကွာဟန်မိတ်နာပစ္စည်းတွေပြုလုပ်ခြင်းနိတင်နန်းကိုအကျင့်ပခဲ့ပါတယ်ခရီးယဒီဓမ္မပညာကော်မတီအနေနဲ့ကတော့ နေဓမ္မပညာကျောင်းနေ့နဲ့တကွာနေဦးဒုဓမ္မကျမ်းစာသင်တန်းဇွန်အဖြစ်ဝิญญေရအလေးချင်းများကောင်းသောဆရာဆရာမအမိပါတို့ဤအရေးချင်းများခေါင်းစဉ်နှင့်ဇွန်အဖြစ်ပူဇော်ပါတယ် ဒုနီဒူစာပဲဒီမြေယာနေ့ပစ္စည်းထိန်းသိမ်းရေးကော်မတီအနေနဲ့လည်းပဲသာသနာမြေယာများကိုထိန်းသိမ်းခြင်းဒီနှာရန်ခြင်းများနေတကွာသာသနာနယ်မှာဝင်ငွေရရှိအောင်တစ်ဖက်တစ်နိုင်ငံကနေပြီးတော့မှဒါအကူအညီဆောင်ရွက်ရရှိပါတယ်မန္တလေးရေးအနေနဲ့လည်းပဲဌာနကော်မတီတို့ရဲ့အသုံးစရိတ်ဝင်ငွေထွက်ငွေများကိုစစ်စစ်ဆောင်ရွက်ပေးခြင်းနေတကွာလိုအပ်သောပန္နာများကိုလည်းပဲရှာဖွေစုဆောင်ခြင်းများကိုပြုလုပ်ပေးပါတယ်ဒီ BND ရဲ့ကယ်ဆယ်ရှော့ချရင်းနေ့ပြန်လည်ထူထောင်ရေး ကောမဒီမှာဒီမင်းလင်းတန်းခံစားခံစားရတဲ့ဒီဒါတွေအတွဲအလူငွေတောက်ခံပြီးတော့မှဒီ MBCU တို့340အတင်းကျော်တို့330စကိုင်းတင်းတို့အတွက်340ဒီအခြားဘာသာဝင်များထံတို့330စုစုပေါင်း320တောက်ခံပေးယူခဲ့ပါတယ်။ယာယီကောမဒီနည်းကတော့ဒီစီမင်းပြင်ဆင်လေးလာရေးကောမဒီမှာဒီစီမင်းများကိုဒီအချိန်နဲ့တည်ညီပြန်လည်ပြီးတော့မှ ဒီပြင်ဆင်ဖို့ရန်အတွက်လေလာဆုံးတက်ပြီးတော့မှဒီလှုပ်ဆောင်ရရှိပါတယ်ထို့အတူပဲဒီနေသမိုင်းပြုစုရေးအနေနဲ့လည်းပဲဒီ1800 1989မှဒီ2000ခုနှစ်အထိပေါ့နော်အဲဒါသာသမိုင်းတွေကိုပြုစုရေးသားလည်းရှိတယ်ထို့အတူပဲ2000ကနေပြီးတော့မှအခု2024အထိလည်းပဲဒီအချက်အလက်များကိုရှာဖွေစုဆောင်လည်းရှိတယ်ဆိုတဲ့အကြောင်းကိုဖော်ပြလို့ပါတယ်ကျွန်တော်တို့ မလေးသားသာသနာနယ်အနေနဲ့ပြီးခဲ့တဲ့2024เนาะသာသနာနယ်နေ့မှာစုစုပေါင်းလူလုံးတွေ9သိန်းချာရရှိပါတယ်။ပေးလူတဲ့တင်တော်တွေကိုလည်းပဲသူပဲကျေးဇူးတင်နေ။ဒါကလည်းပဲဒီနှစ်ကုန်ခီဝင်တဲ့စီးရင်ပဲဖြစ်ပါတယ်လို့ဒီနေ့မှာဒီကျွန်တော်တို့မွန်နေ့သာသနာနေ့ရဲ့အဓိကအချက်ကတော့ဒီကောင်းသောအจิตတို့ဤပုံသက်တည်တည်တူ ခန်းကြီးနှစ်ငယ်ခုနှစ်နဲ့ရှိဖြစ်ပါတယ်။တမချန်းစာကိုအနေငယ်ဖတ်ပါမယ်။အရာရာနဲ့ကောင်းသောအချစ်တို့၏ပုံသက်တွေကိုကိုယ်တိုင်ပြကြလို့ဆုံးမဩဝါဒပေးသောအခါမိစ္ဆာဒိဋ္ဌိနှင့်ကင်းခြင်းတည်ကြည်ခြင်းပြစ်တင်ပွဲမရှိစင်ကြဲသောတရားစကားကိုဟောပြောခြင်းတို့ကိုပြကြလို့တို့ဖြစ်၍တစ်ဖက်၌နေသောသူသည် ငါတို့ကိုတည့်ရဆရာအခွင့်မရနိုင်တော့ကြောင်းရှစ်ကြောက်ချင်းတို့ယောက်ကြလိမ့်မည်လူတယောက်ရဲ့အကောင်းဆုံးသောအရာတစ်ခုကိုဗာလဲလို့ပြောရင်ကြစ်ကြံပြုမှုခြင်းနဲ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကောင်းတဲ့ကြစ်ကြံပြုမှုခြင်းက လူတယောက်ကိုတောင်းမွန်တဲ့ဘဝတစ်ခုကိုနော်တိဆောက်ပေးနိုင်တယ်လို့အခြားသောသူတွေကိုလည်းပဲနော်တောင်းမွန်တဲ့အရာတွေကိုနော်တိဆောက်ပေးနိုင်တာတည်းတည်းဆိုလိုတာကတော့ဒီတောင်းတဲ့ပြုမှုကြည်ကြံခြင်းကနော်လောကကောင်းချွတ်ကိုတိဆောက်ပေးနိုင်သောအရာဖြစ်တယ်နော်တူတူပဲဒါဆိုတဲ့ပြုမှုကြည်ကြံခြင်းကလည်းပဲလောကပျက်စီးရာပျက်စီးချောင်းထဲသို့ပို့ဆောင်ပေးနိုင်တာဖြစ်တယ်အထူးသဖြင့်ဒီနေ့ကျွန်တော်တို့ဘဝဉ္ဇင်းမှာ နော်မြင်တွေ့နေရတဲ့အခြေအနေတွေကနော်ပျက်စီးရပျက်စီးချောင်းတဲ့သို့သွားလာနေတကယ်သို့တော့အချိန်ခါမျိုးဖြစ်တယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ခရိယန်တို့ဟာနော်ကောင်းတဲ့အချက်နဲ့နော်ကောင်းတဲ့ပုံသက်တွေကိုပြသခြင်းအဖြစ်ခင်ဗျကျွန်တော်တို့ပတ်ဝန်းကျင်မှာကောင်းသောအရာတို့ကိုဆောင်ချင်းပေးနိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဘယ်လိုအသိတော်ပေါ်လာတဲ့ခါမှာနော်အကြီးကျယ်နှစ်ခုချင်းကိုခံရတယ် ခရိယန်ဒီဆိုရင်တူရနော်တင်းချမ်းဓာမဆိုင်ဆိုတို့ပါပဲဒါကြောင့်ခရိယန်တွေကအဲ့ဒီချိန်မှာတရားနဲ့တရားဆက်သွယ်တဲ့အခါမှာဒီငါးရုပ်လေးတွေကိုဆွဲပြီးတော့မှကျောင်းနဲ့တယောက်ဆက်သွယ်ရတဲ့အဖြစ်ခရိယန်တွေရဲ့ဘဝကခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ခရိယန်တွေမပြောက်သွားဘူးနော်ဒီညင်းဆဲညင်းဆဲနှိပ်စက်မှုကြီးထဲမှာပင်လေခရိယန်တို့ကပျောက်ွယ်မသွားဘဲနဲ့တိုးမွားလာတယ်ဆိုတာကိုတွေ့ရတယ် တကယ်ဆိုရင်ယေရုရှလင်မြို့မှာစတင်ခဲ့တဲ့အသင်းတော်ကနော်အဲ့ဒီညင်းဆဲနှိမ့်ဆဲမှုအောက်မှာပဲပျောက်ွယ်သွားရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့ဘက်မှာနော်ဒီယေရုရှလင်မြို့ကြီးမှာညင်းဆဲနှိမ့်ဆဲမှုပေါ်လာတဲ့အခါမှာလူကြီးလူတွေကအရေးရပ်ကွဲလွသွားပြီးတော့မှရောက်တဲ့နေရာတိုင်းမှာခရိယန်တွေကိုဖြစ်တည်စေခဲ့တယ်။ပေါ်ပေါက်စေခဲ့တယ်ဆိုတာတွေ့ရတယ်။ဒါကနော်ခရိယန်တို့ရဲ့ကောင်းသောအကျင့်နဲ့ပုံသက်တည်ချောင်းလို့ကျွန်တော်တို့ဆိုလိုနိုင်မှာဖြစ်ပါတယ်။ ။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကာလကိုကျွန်တော်တို့ကြည့်ရင်နော်ယောမန်အင်ပါယာကြီးကအချွတ်ထိပ်ကိုရောက်နေတဲ့အချိန်ကာလဖြစ်တယ်။နော်ယောမန်အင်ပါယာချဲမှာအချက်တန်းလွားနော်တာမန်လူဒန်းစာကျွန်ဆိုတဲ့လူဒန်းစာ၃ရက်ကနော်ကြီးမားတဲ့နော်လူမျိုးရေးကွာဟာချက်တွေသူတို့မှာရှိနေရှိနေတာကိုတွေ့ရတယ်။ဆိုတော့တက်တန်းလောကဒီကလည်းပဲနော်သူတို့ရဲ့နော်ဒီစီစဉ်ဥစ္စာတွေကိုအလွန်များစီစဉ်ခံစားပြီးတော့မှလူကြီးဖောက်ပြန်မှုတွေလေကွာသူတို့ရဲ့မိသားစုရဲ့ဘဝတွေက နော်တန်ဖိုးကင်းမဲ့တဲ့အချိန်ခါဖြစ်တယ်။ဒါတာမန်လူရန်စားတွေကလည်းပဲကြီးလေးတဲ့အခွန်ခတွေနဲ့နော်မိသားစုတစ်နှစ်ဝန်းစားရေးအတွက်ရုန်းကန်တက်ရှင်နေရတဲ့အချိန်ခါမျိုးဖြစ်တယ်။ကျွန်ဘွားကျွန်နေကလည်းပဲနော်သူတို့ဘုရားမှာမျော်လင့်ချင်းကင်းမဲ့စွာနဲ့ဘုရားကိုနော်ခက်ခဲစွာရုန်းကန်နေရတဲ့အချိန်မျိုးဖြစ်တယ်။ဆိုတော့အဲ့ဒီအချိန်မှာကြည့်လိုက်တဲ့အခါမှာနော်ဒီရောမအင်ပါယာကြီးကရွှေရောင်လွှမ်းနေတဲ့အင်ပါယာလို့ထင်ရပေမဲ့လည်းလက်တွေ့မှာသူတို့အချက်မှာ လိုအပ်တဲ့ကွက်လက်တွေအများစွာရှိနေတယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့အဲ့ဒီကွက်လက်တွေခဲမှာခရိယန်တို့ရဲ့ကောင်းသောအချင်းနဲ့ပုံသက်တွေဆိုင်ရာနော်ကြည်စည်မှုတွေဝင်ရောက်လာတဲ့အခါမှာနော်ခရိယန်တွေကိုဘလောက်ပဲနှိတ်ကုတ်ခံရတော်လည်းပဲမပြောက်ွယ်ပဲနဲ့တူများလာတယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်ခရိယန်တနာပွားများရခြင်းဟာခရစ်တော်ရဲ့စကားကိုနားထောင်ပြီးတော့မှကောင်းသောနော်ပြုမှုကြည်ကြံခြင်းနဲ့အသက်ရှင်ခဲ့ကြလို့ပဲဖြစ်တယ်။ ဇာယုရတန်မြန်မာပြည်ကိုရောက်တဲ့အခါမှာမြန်မာစကားတင်ဖို့အတွက်ရှာကြီးဦးရှိန်ငုံဆိုတဲ့နော်ဒီအာပါဠိကျမ်းကြီးနဲ့ဆရာတစ်ပါးကိုနော်ငှားရမ်းခဲ့တယ်။ဆိုတော့ဦးရှိန်ငုံကပါဠိစကားကိုဒီကောင်းစာတက်ကြတဲ့အခါမှာဇာယုရတန်ကသူ့ရှိရနေပြီးတော့မှဒီမြန်မာစကားနော်ပါဠိစကားတွေကိုသင်ကြားရတယ်ကျောသူတို့ရောက်တာနော်ဒီစာသင်သားဘုရားအနေနဲ့နှင်းလာရှေ့ကြွားစွာပေါင်းသင်ဆက်ဆံမှုရှိခဲ့တယ်ဆိုတာတွေ့ရတယ် ဆိုအဲ့ဒီပေါင်းသင်းဆက်ဆံမှုခဲကနေပြီးတော့မှဆာယုဒဇိုင်းရဲ့ကောင်းတဲ့အချက်နဲ့ပုံသက်တည်တွေကိုသူလက်တွေ့ခံစားရတဲ့အခါမှာဥရှင်မုံကတော့1820ဇူလိုင်လ18နေ့မှာနေချင်းမင်္ဂလာခံယူပြီးတော့မှခရစ်တော်ရဲ့တပည့်တော်တူဖြစ်လာခဲ့တယ်ဆိုတော့ဥရှင်ဥရှင်ကိုကျွန်တော်ကြည့်မယ်ဆိုရင်သူကတော့ပါဠိစာတမကပဲနဲ့နော်ဘာသာတရားတွေကိုပါသူကောင်းစွာနားလေတဲ့သူဖြစ်တယ် ဘာသာတရားကိုနားလေခြင်းနဲ့သူဆိုင်ရတန်ပြောတဲ့နော်နှုတ်ပတ်တရားတွေချက်နော်ဆိုင်ရတန်အသက်ရှင်ပြခဲ့တဲ့အသက်ရှင်ခြင်းနော်ကောင်းတဲ့ပြုမှုကြည်ကြံခြင်းတွေကသူ့ရဲ့အသက်တာကိုနော်ပြောင်းလဲစီခဲ့တယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ဒါမှားမယ်မဖြစ်ပါဘူး။ဒါကြောင့်ကျွန်တော်ခရိယသက်တာမှာနော်ဒီပြောင်းလဲခြင်းကိုပြီးနိုင်တဲ့အရာကနော်ဒီကျွန်တော်တို့ကောင်းတဲ့အသက်ရှင်မှုနော်ကောင်းတဲ့အကျင့်တို့ရဲ့ပုံသက်တည်တို့ပဲဖြစ်တယ်လို့ ဖော်ပြလိုပါတယ်။ဒါကြောင့်ဒီနေ့ကောင်းတဲ့အကြည့်ရဲ့ပုံသက်တည်ဒီဆိုတာဗာလေကျွန်တော်ဆက်ကြည့်ကြအောင်။ရာဒီအိုဝါဇာခန်းကြီး9အငယ်22မှာနော်ဝိညာဉ်ပဂတိအကျိုးမူတာချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောက်ခြင်းနူးညံ့သိမ်မွေ့ခြင်းကမ္မကုံချုပ်တီးခြင်းပေတည်းတို့ရှင်ဘောကကျွန်တော်တို့ကိုတုံ့ပြန်ခဲ့ပါတယ် ထို့တို့တို့အချစ်ကိုတဲ့နော်အဘယ်တရားမျှမမြတ်တာလို့သူကလည်းချက်နိုင်ပြီးတော့ဖော်ပြခဲ့တယ်။ဆိုတော့ဒီဝိညာဉ်တဘောရှိတဲ့ဒီဝိညာဉ်အတီကိုလုံးကနော်ကောင်းတဲ့အချစ်တွေဖြစ်တယ်။ခရိယန်တယောက်ကနော်ချစ်ချင်းမေတ္တာရှိတဲ့သူဖြစ်ရမယ်။နော်အေးရမဝမ်းမြောက်တဲ့သူဖြစ်ရမယ်။နော်အေးရမညီတက်ချင်းကိုခံစားတဲ့သူဖြစ်ရမယ်။နော်စိတ်ရှိတဲ့သူဖြစ်ရမယ်။နော်သူ့ဘာကိုကျေးဇူးပြုတဲ့သူဖြစ်ရမယ်။နူးညံ့တဲ့ချင်းတဘောကိုနော်ဆောင်တဲ့သူဖြစ်ရမယ်။တစ္ဆာတရားကို နော်ဒီတန်ဖိုးထားတဲ့သူဖြစ်ရမယ်။ကောင်းတဲ့အစိတ်ထားတွေ၊ကောင်းမြတ်ခြင်းတွေရှိရမယ်။မိမိရဲ့အလိုဆန္ဒတွေကိုချုပ်ချီးနိုင်တော့သူဖြစ်ရမယ်။ဒါကခရိယတက်တာရဲ့အခြေခံလိုအပ်ချက်ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုနော်ဖျားရှင်ကရွေးတောက်ခြင်းကနော်ဒီအသက်တာတွေနဲ့အသက်ရှင်ဖို့ရန်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်လို့ကြားပါတယ်။ဧပေဩဝါဒစာခန်းကြီး1 အငယ်30မှာအဘယ်ကြောင့်ဒီဘုံကငါတို့ဒီကောင်းသောအချစ်တို့ကိုကျင်လည်ရမည်ကြောင်းယေရှုခရစ်၌ပြုပြည်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအချစ်တို့၌ကျင်လည်ရမည်ကြောင်းဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှစ်ပြီရှင်ပေါ်လို့ကျွန်တော်တို့ကိုတုံသင်ခဲ့တယ်ဒီတော့ဘုရားရှင်ရဲ့ဒီရွေးကောက်ခေါ်ယူခြင်းကတော့ကျွန်တော်တို့ကောင်းတဲ့เนาะဒီအချစ်တို့မှာကျင်လည်ပြီးတော့အသက်ရှင်ဖို့ရန် ဖြစ်တယ်။နော်ဖခင်ရှင်ကကျွန်တော်တို့ရေကောက်ကော်ရီချင်းကနော်ဖခင်သားသမီးဖြစ်စေလိုတယ်နော်နော်ဘုံစည်းစိမ်ကိုခံစားလိုတယ်ဆိုတာချက်နော်ကောင်းတဲ့အချင်းလိုက်ကျင်းလဲပြီးတော့အသက်ရှင်ရတဲ့အသက်တာမျိုးကိုပို့ပြီးတော့မှလိုအပ်တယ်ဆိုတာကိုဒီနေရာမှာနားလည်သိချင်ပါတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကနော်ရှင်ပေါ်လူကကျွန်တော်တို့ကိုနော်ကောင်းတော်အဖြစ်ကိုကြည်ရမယ်ကောင်းတော်အချင်းလိုက်ကျင်းလဲရမယ်ဆိုတာက ခဏကျွန်တော်တို့ကယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းကိုခံစားရတော့သူတယောက်အနေနဲ့နော်ကောင်းသောအကျင့်၌ခြင်းနဲ့ရခြင်းကဒါခရိယအသက်တာရဲ့ပုံမှန်အသက်ရှင်ခြင်း normal life ပဲဖြစ်တယ်ဆိုတာကိုဖော်ပြခြင်းဖြစ်တယ်ဆိုတော့ဒုတိယချက်အနေနဲ့ဖော်ပြခြင်းတာကဘာလဲဆိုတော့နော်ကျွန်တော်တို့ကောင်းသောအကျင့်တွေကပုံကက်သည်ဖြစ်ရမယ်ဒီနေ့အပြပြောမယ်ဆိုရင်အလင်းဖြစ်ရမယ်ပေါ့ဗျာ တော့ကောင်းတဲ့จิตကจิตတွေကကောင်းတဲ့ပုံသက်တွေကိုပေးမယ်။ဒါဒီလိုပဲမကောင်းတဲ့จิตကလည်းပဲမကောင်းတဲ့ပုံသက်တွေကိုဖြစ်စေမှာဖြစ်တယ်။ဒါကိုကျွန်တော်တို့ခရိယန်တွေသတိချက်ဖို့ရန်လိုပါတယ်။ရှမသက်ခရိယန်ခန်းကြီးငါအငယ်16မှာတခိရှုခရစ်တော်ပြတ်ကဒီလိုကောင်းသောအจิตကိုမြည်ပြီးကောင်းကင်ဘုရားရှိသောဘုရားသခင်ရဲ့ဘုန်းတော်ကိုချီးရှာစီခြင်းကသူတို့ဘာရှိနိုင်တယ်လို့အလင်းကိုလင်းစီကြလောလို့မိတ်တော်မူခဲ့ပါတယ်။ ်ဒါကကျွန်တော်တို့ရဲ့ကောင်းသောအจิตတွေကပုံသက်ပြီးဖြစ်စေရမယ်ဆိုတဲ့သခင်ဖရာရဲ့မိတ်တော်မူချက်ဖြစ်တယ်ဆိုတာကိုပေါ်ပြလိုပါတယ်ငါတမဂန္ဒီက I like your Christ but I do not your Christians they are so like your Christ ဆိုပြီးတော့မှထုတ်ပေါ်ပြောဆိုခဲ့တာရှိတယ်ဆိုတော့မဟာမဂန္ဒီနေနဲ့ခရစ်တော်ကို तू တည်တယ်နော်။ခရစ်တော်ကလည်းပဲ तू နှစ်သက်တယ်။ဒါပေမဲ့နော်ခရိယန်တွေကို तू မနှစ်သက်ဘူး။ဘာကြောင့် तू နှစ်သက်လဲဆိုတော့ခရိယန်တွေကခရစ်တော်နဲ့မတူဘူး။တကယ်ပြီးပြောမစိခရိယန်တွေမှာကောင်းတဲ့ပုံသက်တွေမရှိဘူး။နော်ကောင်းတဲ့နော်ဒီပုံသက်တွေမရှိတဲ့တွေ့နော်ခရိယန်ရဲ့တရားခရစ်တော်ရဲ့တရားကဘယ်လောက်ပဲကောင်းကောင်းနော်သူ့ကိုမဆွဲဆောင်နိုင်ဘူးဆိုတာကိုဖော်ပြလို့ချင်းဖြစ်တယ်။ကျွန်တော်ညီမစကားပုံမှာ မလားပုဂ္ဂိုလ်ခင်ရင်တရားမင်းတယ်ဆိုတဲ့စကပုံအတိုင်းပေါ့လူတယောက်ကိုနဲ့ကျွန်တော်တို့ခင်မင်းရင်းနှီးတဲ့အခါမှာသူ့ကိုကျွန်တော်လေးစားတဲ့အခါမှာနော်သူပြောတဲ့စကားအလိုလိုကျွန်တော်တို့လက်လက်ခံနိုင်စွမ်းရှိတယ်ဆိုတာကိုအဲတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ကနော်သူတို့ဘာတဲ့ကောင်းတဲ့ပုံသက်တွေဖြစ်ရင်နော်ကျွန်တော်တို့ပြောတဲ့အရာတွေကိုလည်းပဲသူတို့ယုံကြည်မှဖြစ်တယ်လို့ကျွန်တော်တို့လုပ်တဲ့အရာတွေကိုလည်းပဲသူတို့ကလက်ခံမှာဖြစ်တယ်တော့ကျွန်တော်တို့က ။နော်ဖះရှင်ကကောင်းမြတ်ပါတယ်လို့ပြောပြီးတော့မှကျွန်တော်အသက်တာအแทမှာနော်ကောင်းမြတ်ခြင်းနေမရှိဘူးဆိုရင်ကျွန်တော်တို့ပြောတာဘယ်သူလက်ခံပါလဲ။ဒီလိုပဲကျွန်တော်တို့ကဖះရှင်ကဂိဏတော့အရှင်ဖြစ်တယ်လို့ပြောပြီးတော့မှကျွန်တော်အသက်တာအแทမှာဂိဏတရားတွေစာနာမှုတွေမရှိဘူးဆိုရင်ကျွန်တော်တို့ပြောတဲ့အရာကိုဘယ်သူကယုံကြည်ပါလဲ။ရှင်ဘောလူကနှစ်ကိုခန်းကြီး၃ငွေနှစ်မှာ တင်တို့ဒီငါတို့စိတ်လုံးပေါ်၌ရေးထားသောစာလူများသိ၍ဖတ်တတ်သောငါတို့စာပြီးဖြစ်ကြသတည်းလို့ကောရိန္သုတင်သားတွေကိုအာတောင်းတင်ခဲ့ပါတယ်ဆိုတော့ဒီတိတုရဲ့သက်တာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နော်တိတုဟာရှင်ဘောလူယုံကြည်အားကိုးရတဲ့နော်လုပ်ပေါ်ဆောင်ပက်တူဖြစ်တယ်လူကတပါးမျိုးသားတယောက်ဖြစ်တယ်နော်ရှင်ဘောလူအဖြစ်ပြောင်းလဲလာတဲ့သူတယောက်ဖြစ်တယ်ဒါကြောင့်ရှင်ဘောလူရဲ့တပည့်ဆိုရင်လည်း ပြောလို့ရတယ်။နော်ရှင်ဘုလူယုံကြည်အားကိုးရတဲ့ကိုယ်စလဲတယောက်ဆိုလည်းပဲသူ့ကိုပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီခက်ခဲတဲ့အခြေအနေတွေမှာနော်တိုင်းတွယ်ဖြည့်ရှင်းဖို့ရန်အတွက်နော်တိတုကိုရှင်ဘုလူကအနေနဲ့ဆီလွှတ်ခဲ့တယ်ဆိုတာတွေ့ရတယ်။နှစ်ကိုခန်းကြီးခုနှစ်အငယ်၆ကနေ၈ကိုကြည့်မယ်ဆိုရင်ရှင်ဘုလူကတိုးတော်လေနှိမ့်ချလျက်ရှိသောသူတို့ကိုတက်တာစီတော်မူတက်တော်ဖျားသခင်သည် တိတုရောက်တော်အဖြစ်ငါတို့ကိုတက်တာစီတော်မူ၏လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ဆိုတော့ဒီအချက်ကိုကြည့်ခြင်းအဖြစ်တိတုဟာနော်ရှင်ဘောလို့အာကိုရတဲ့လက်ယုံတယောက်ဖြစ်တယ်ဆိုတာချက်ပေါ့နော်သူ့ရဲ့မှာရှိတဲ့ကောင်းတဲ့ပုံစံတွေတွေကသူနဲ့ထိတွေ့တဲ့တိုင်ကိုနော်နှစ်သက်စီတယ်နော်တက်တာစီတယ်ဆိုတာကိုဒီညမှာတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးဒီချက်လေးနဲ့ပေါ်ပြလို့တာကတော့ကျွန်တော်တို့ရဲ့ကောင်းတဲ့ ပုံသက်တည်မှာเนาะစေနာရှိခြင်းကိုဖြတ်ပြီးတော့ဖြစ်ချက်ပုံရန်လိုပါတယ်ကောလောသဲဩဝါဒစာခန်းကြီး3အငယ်23မှာလူ၏အမှုကိုယ်သာဆောင်ရွက်တကယ်တော့မဟုတ်တကယ်ပြရဲ့မှုကိုဆောင်ရွက်တကယ်တော့ပြုလေတည်းများတို့နဲ့စေနာစိတ်နဲ့ပြုကြလောလို့ရှင်ဘောလူကတုံတင်ခဲ့ပါတယ်ကျွန်တော်လောက်တိုင်းမှာเนาะစေနာစိတ်ပါဖို့ရည်ကြီးပါတယ်စေနာစိတ်ပါတဲ့အလုပ်တွေကเนาะအောင်မြင်မှု ရရှိမှာဖြစ်တယ်လို့များစွာသောအတိပွတ်ကိုလည်းပဲမြင်တွေ့ရမှာဖြစ်ပါလေ။တမန်တော်ဝုဒ္ဓခန်းကြီး9အငယ်36မှာယုတ်ပေယူနိုင်ဒေါကာဟုဆိုလိုသောတပိတအမည်ရှိသောတပည့်တော်မှတယောက်ရှိ၏။ထိုမိမှသည်ကောင်းသောအချစ်စွတ်ကြဲသောအချစ်နှင့်ပြည့်စုံတယ်လို့ဖော်ပြထားတာကိုတွေ့ရတယ်။ဆိုတော့ဒေါကာရဲ့အသက်တာကနော်ထူးခြားတဲ့အသက်တာဖြစ်တယ်။ ဓမ္မကျမ်းစာထဲမှာတပည့်တော်မာလို့ဖော်ပြခြင်းခံတဲ့သူတယောက်ဖြစ်တယ်လို့နော်ပေချင်းကနေပြည်တယ်မှာပြန်လဲပြီးတော့မှရှင်ပြန်ရတဲ့အခွင့်ကိုရရှိတဲ့သူဖြစ်တယ်။သူမချမ်းသာကြွယ်ဝအမျိုးသမီးတယောက်မဟုတ်ပါဘူး။ဒါပေမဲ့သူမတက်နိုင်တဲ့နေရာကနေပြီးတော့မှနော်ဆင်းရဲတဲ့သူတွေနော်မုတ်ဆိုးမတွေပုံမှာစီနာထားပြီးတော့မှနော်အဝတ်စားတွေကိုချုပ်လုပ်ပြီးတော့မှပေးကမ်းနော်ဆွတ်ကျဲတယ်ဆိုတာတွေ့ရတယ် ဒီနေရာမှာ तू မကနော်တခြားလဲသူတွေကိုဘယ်လောက်ထိစေနာရှိတယ်လဲဆိုတာကိုကျွန်တော် तू မသိဆုံးတဲ့အခါမှာ तू မရဲ့စေနာကိုနော်ခံစားရတဲ့သူတွေကနော် तू မပေးတဲ့အဝတ်အစားလေးတွေယူလာပြီးတော့မှဝန်ရွယ်ပူဆွေးကြတယ်ဆိုတာတွေ့ရဆက်တယ်မှာပဲနော်လौဒမျိုးမှာရှင်ပေထုရောက်လာတယ်လို့သူတို့ကြားတဲ့အခါမှာချက်ချင်းနဲ့သူတို့နော်ရှင်ပေထုစီကိုသွားပြီးတော့မှသွားခေါ်တယ် ဒါကဘာကိုပေါ်ပြတယ်လဲဆိုတော့เนาะဒေါကာကိုသူတို့အဆုံးရှုံးမခံနိုင်ဘူးเนาะဒေါကာအတွက်အမြော်လိချင်းเนาะကျိုးတစလေးပဲရှိနေပါစေသူတို့နောက်မဆုံးဘူးရအောင်သူတို့ဖက်တွေ့မယ်ဆိုတဲ့เนาะဒေါကာပုံမှာထားတယ်သူတို့ရဲ့မိကြကိုပြန်နေပြီးတော့မှဒီတွေ့ရတယ်တရှိမိတို့ရောက်လာတဲ့အခါမှာတပိသာထလောလို့ပြောတဲ့အခါမှာ သူမှမျက်စိပွေ့လာပြီးတော့မှအသက်ပြန်ရှင်လာတယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဒီဖြစ်ပျက်မှုကြီးကြီးအဖြစ်ဒေါတာဟာကောင်းတော့အကျင့်ရှိတော့သူလို့ဓမ္မတရားမှာဆိုတာချက်ကောင်းတဲ့အကျင့်ပေါ်မှာစိနာအပြည့်နဲ့နော်ဆောင်ရွက်ခဲ့တဲ့အမျိုးသမီးကြီးတယောက်ဖြစ်တယ်ဆိုတာကိုအဲဒီညမှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ရှမတဲ့ခရမချန်ခန်းကြီးကငွေ38ကနေ41ကိုကြည့်ရင်တခင်ရှုတုံတင်တဲ့စကားတော့ရှိပါတယ်အဲ့ဒါကတော့ တင်းဤဘားတစ်ဖက်ကိုသူဘားပုံနေဘားတစ်ဖက်ကိုလှက်ပေးအောင်လို့တင်းအင်ဂျီကိုယူလို့တရားတွေ့တော့သူအားတင်းဝင်လုံးလုံးနဲ့ယူစီချင်းကအခွင့်ပေးအောင်လို့အခြေသူဒီတင်းကိုအနိုင်ကျင့်ပြီးခရီးတစ်တိုင်သွားစီသူသူနဲ့တကွာနှစ်တိုင်သွားအောင်လို့ခင်ဗျားကမိတ်တော်မူခဲ့ပါတယ်ဒါကိုကျွန်တော်တို့ကဒုတိယမိုင်တိုင်းလို့ကျွန်တော်တို့ခေါ်ကြပါတယ်အဓိကကဘာလဲဆိုတော့เนาะကျွန်တော်တို့ရဲ့တက်တာအဲထဲမှာเนาะ နှစ်ဆတော့နော်စေနာစိတ်ထားဖို့ရဖြစ်တယ်ကျွန်တော်တို့ဆိုတဲ့အရာတွေကမှစေနာစိတ်ရှိရင်ဘလောက်ပဲခက်ခဲတဲ့အရာဖြစ်ပါစေလှုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကိုတွေ့ရမယ်လှုပ်ဆောင်တဲ့ခါမှာလည်းပဲနော်ထင်ရှားတဲ့အတိပွတ်တွေကိုခံစားမှာဖြစ်တယ်တကယ်ကျွန်တော်ပြောခဲ့တယ်လို့ပဲနော်တိတုကနော်ရှင်ဘောလူယုံကြည်အားကိုးရတဲ့လှုပ်ပေါ်ဆောင်ပဲတယောက်ဖြစ်တယ် သူယုံကြည်အားကိုးရတဲ့အတိုင်းပဲတိတုကိုသူ quality ဂျုံးမှာသူထားခဲ့တယ်တိတုခန်းကြီးတိအငငါးမှာငါဒီတက်ကိုမှာထားခဲ့နေတဲ့အတိုင်း quality ဂျုံး၌မစုံမနေသမျှတို့ကိုပြင်ဆင်၍မြို့ရွာများ၌တင်းအုပ်တို့ကိုခတ်ထားစီခြင်းကသူဂျုံး၌တက်ကိုမှာထားခဲ့သည်ဖော်ပြထားတယ်ဒီနေရာမှာဖော်ပြခြင်းကတော့ quality အကျုံးအကြောင်းပဲဖြစ်တယ် ် security ကျွန်းဆိုတာကနော်နေထဲပင်နယ်ထဲမှာရှိပြီးတော့မှဒါဂရိနိုင်ငံရဲ့နော်အကြီးဆုံးကျွန်းလို့ကျွန်းလေးဖြစ်တယ်တိတုခန်းကြီးတစ်အငယ်၁၀နှစ်မှာသူတို့အပါဝင်အမျိုးသားကြီး prophet ဆရာတယောက်ကပရသမြေမူတာဆွေလန်ပါရဲချမ်းချုပ်စာကျူးတုတ်တုတ်လူရုပ်ပေဒီဟုဆက်ဆိုတည်းလို့နော်ဒီရှင်ဘောလူကဖော်ပြတယ်အဲ့ဒါကဂရိကပြားဆရာ AP နေလိုက် DC ရဲ့တပြားကိုဒါထက်သွင်းဖော်ပြထားခြင်းဖြစ်တယ်။ဆိုတော့ဒီ credit ကျောင်းကလူတွေကနော်လှည့်ပြားလိမ့်လေတက်တဲ့သူတွေစိတ်ကြမ်းတမ်းတဲ့သူတွေအစာကျူပြီးတော့မှတင်းကြီးတဲ့သူတွေနော်ရုပ်မှောက်တောက်ချစ်တဲ့သူတွေဖြစ်တယ်နော်ဒီလိုနေရာမျိုးမှာတင်းတော်ကိုတီထောင်ဖို့နော်တိတုကိုထားခဲ့တယ်ဆိုတာနော်တိတုပေါ်မှာအရှင်ဘုလိုဘလောက်ကြီးယုံကြည်နော်အားထားတယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ် ဒီနေ့ပြောမယ်ဆိုတိတူရဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်ခြင်းကနော်ကောင်းတဲ့ပုံသက်တွေရှိတဲ့အခါမှာနော်ရှင်ဘောလူကယုံကြည်စွာနဲ့တိတူကိုဒီညမှာထားခဲ့ပြီးတော့သူတိတူဘာပြောလဲဆိုတော့အရာရာ၌ကောင်းသောအချစ်တို့၏ပုံသက်တွေကိုပြလောသူကိုနော်ခေါ်အပ်ပေးခဲ့တယ်ပြီးတော့ခါဒီတိမာရှင်ဘောလူကဘာပြောလဲဆိုတော့တစ်ဖက်နိုင်နေတော့သူတို့ဒီနော်ငါတို့ကိုကြည့်ရစရာခွင့်မရနိုင်လောက်အောင် အသက်ရှင်ပြပါဆိုလိုတာကတော့တစ်ဖက်ကလူတွေကငါတို့ကပြစ်ရှာလို့မရအောင်ကောင်းပြဖို့လိုတယ်လို့တိတူကိုရှင်ဘောလူကမှာကြားခဲ့တာဖြစ်တယ်ဆိုတော့ဒီနေရာမှာခွန်အားပေးလို့တာကကျွန်တော်တို့ဒီလည်းပဲနော်မိမိတို့ရှိတဲ့နေရာမှာခွဲကပ်မှတ်သားထားခြင်းကိုခံရတဲ့သူတွေဖြစ်တယ်ရှင်ဘောလူကတိတူကိုယုံကြည်ပြီးတော့မှာထားခဲ့တယ်လို့ဖခင်ရှင်ကလည်းပဲကျွန်တော်တို့ကိုယုံကြည်ပြီးတော့မှာဒီနေရာမှာထားထားတာဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ကသူတို့ရဲ့တုံတင်ချက်တွေကိုတော့တိတုလို့လိုက်နာပြီးတော့မှနာခံတက်တဲ့သူတွေအနေနဲ့အသက်တာကိုပြင်ဆင်ဖို့ရန်ရည်ကြီးပါတယ်။ဖျားရှင်ယုံကြည်စိတ်ချတဲ့တစ်ဖက်တော်တယောက်အနေနဲ့အသက်တာမှာကောင်းသောจิตတွေနဲ့ပြင်ဆင်ပြီးတော့မှပုံသက်တည်အားဖြင့်ကျွန်တော်ရှိတဲ့နေရာမှာနော်ကောင်းခြင်းတွေကိုဆောင်ကြည့်ပြီးနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။ဖျားရှင်ကနော်ကျွန်တော်တို့ကိုချစ်သလိုကျွန်တော်နဲ့အတူတပါးသောသူတွေကိုလည်းပဲချစ်ကြအောင် တော့ကဲ့သို့လို့တန်ဖိုးရှိတဲ့အသက်တာမျိုးဖြစ်ဖို့ကျွန်တော်တို့ကိုတောင်းတင်ရရှိပါတယ်ကျွန်တော်တို့လုပ်တဲ့အလုပ်တိုင်းမှာစေတနာပါပါနဲ့ကျွန်တော်လုပ်နိုင်ရင်ကျွန်တော်ပုံကြီးမှာနော်ပုံသက်တည်ဖြစ်စီမှာဖြစ်တယ်ဒီကိုချုပ်နေတဲ့ပေါ်ပြချင်တာကတော့ခဏခေကာလာကြီးကနော်ကိုဂျိုးစီးပွားကိုပြန်ကြည့်ပြီးတော့မှအသက်ရှင်နေကြတဲ့ခေကာလာဖြစ်တယ်လူတွေလည်းပဲဖြစ်စီနော်တိုင်းနိုင်ငံတွေလည်းပဲဖြစ်စီ အားလုံးကမိမိတို့ရဲ့အကျိုးစီးပွားကိုအခြေခံတဲ့လှုပ်ဆောင်ချက်တွေကိုပဲအကြီးခထားပြီးတော့လုပ်နေကြတာဖြစ်တယ်။ဆိုတော့ဒီလိုလှုပ်ဆောင်မှုတွေကနေပြီးတော့ဖြစ်ထွန်းလာတဲ့တွန်းအားပေးမှုတွေကလည်းပဲအနေရာတိုင်းမှာခက်ခဲမှုတွေဖြစ်စီတယ်။အဲဒါကနေကျွန်တော်တို့နော်ဒီကဘာမတော်မကြီးလိုက်တဲ့ခါမှာတိုင်းနိုင်ငံတွေနော်လူမျိုးတွေကြားထဲမှာမသိမမြတ်မှုတွေအားပြိုင်မှုတွေနော်အများကြီးဖြစ်ပေါ်လဲရှိနေဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ယုံကြည်သူခရိယန်တွေကသမာတရားပေါ်မှာရှက်တည်ပြီးတော့မှကောင်းတဲ့အဖြစ်တွေနဲ့နော်ကောင်းတဲ့ပုံသက်တည်တွေကိုလောကကိုဒါကျွန်တော်တို့ပေးရမှာဖြစ်တယ် action speak louder than words ဆိုတဲ့စကားပုံရှိတယ်ပေါ့နော်ဆိုတော့ကတော့အကျင့်ကစကားတည်းပို့ပြီးတော့မှကျေလောင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ကောင်းတဲ့အကျင့်ကနော်ဒီကျွန်တော်တို့ရဲ့နော်ဒီ အတန်နေခင်းနေမှာဖြစ်တယ်နော်ဆိုကျွန်တော်တို့ကစကားပြောတာချက်ကောင်းတဲ့အခြေအနေချစ်ချင်ခြင်းတွေကပို့ပြီးတော့မှကျေလောင်တာဖြစ်တယ်ဒါကြောင့်ယုံကြည်သူခရိယန်တယောက်အနေနဲ့နော်တန်ဖိုးရှိဆုံးတည်ခံချက်ကကောင်းတဲ့ခြေဆိုင်နဲ့စေနာပါတဲ့အသက်ရှင်ခြင်းပဲဖြစ်ပါတယ်ဒီတန်ကဒီနေ့လောကကြီးကတောင်းဆိုနေတဲ့အတန်ဖြစ်ပါတယ်ကျမ်းစာသူတယောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။